အလုံးပင်မင်္ဂလာပါချင်ရဒီအစည်းအဝေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီကနေ့အတွက်ခုံနုံုံချင်ရဒီရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆာမဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ချင်းရခိုင်အပါဝင်လက်မြောက်ဒေတာတွေကို အခြေခံပြီးတော့တော်လှန်ရေးအားကောင်းဖို့လှုံ့ဆော်သွားမယ်လို့ NUG ပြောဆိုလိုက်တဲ့သတင်း CNF နဲ့ New Zealand လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ဟာထိုင်းနိုင်ငံတနေရာမှာတွေ့ဆုံဆွေးနွေးမှုရှိတဲ့တဲ့ မလေးရှားမှာချင်းဒုက္ခသည်များအရင်ညှင့်နှိုင်းတိုင်ပင်ဆွေးနွေးပွဲကျင်းပတဲ့တဲ့င်းနဲ့တိတိမြုပ်ကစုကမရှင်တပ်သား2ဦးဟာ PDF ဆိုလန်ထံအလင်းဝင်ရောက်လာစတဲ့တဲ့င်းတွေကိုတန်ဆက်ပေးသွားပါမည် အခုအ우ဆုံးတင်ဆက်ပေးမှာကတော့ချင်းရခိုင်ကချင်အပါဝင်လွမြောက်ဒေသတွေကိုအခြေခံပြီးတော့စစ်အာဏာရှင်တော်လှန်ရေးအကောင်ဖို့စစ်စင်ဆောင်ရွက်ကြရမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြည်ညာရေးနဲ့ဂျမိုင်းဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒေါက်တာဇော်ဝေဆိုးကပြောပါတယ်ဒီကနေ့အောက်တိုဘာလ3ရက်နေ့ကအန်ယူဂျီအစိုးရရဲ့သတင်းဌာနတစ်ခုဖြစ်တဲ့ Public Voice TV နဲ့တိသက်အင်တာဗျူးမှာအန်ယူဂျီအစိုးရရဲ့ဝင်ကြီးကအခုလိုပြောကြားလိုက်ခြင်းပဲဖြစ်ပါတယ် ကျွန်တော်တို့တွေအခုချိန်မှာလွတ်မြောက်ဒေတာတွေရှိပါတယ်။ရခိုင်မှာလည်းရှိတယ်၊ကျင်းမှာလည်းရှိတယ်၊ကချင်မှာလည်းရှိတယ်၊ရှမ်းမြောက်မှာလည်းရှိပါတယ်၊ကရင်နေမှာရှိတယ်၊ကရင်မှာလည်းရှိတယ်၊စကိုင်းမကွေးမန္တလေးမှာလည်းရှိတယ်။ဒီလွတ်မြောက်ဒေတာတွေကိုအခြေခံပြီးတော့ကျွန်တော်တို့ဒေါ်လာရင်းကိုအကောင့်နဲ့ဒေါ်လာရင်းအနေနဲ့စက်တက်နိုင်အောင်စီစဉ်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ဒီဒေတာတွေရဲ့စိုက်ရေးပြုတ်ရေး မွေးမြူရေးတရားစာတအရေးတွေကနေရရှိလာတဲ့ဘာနာငွေနဲ့တော်လှန်ရေးကိုနောက်တစ်ဆင့်တက်ရမှာဖြစ်ပါတယ်။ဒီဒေသတွေမှာခိုင်မာတဲ့အခြေခံကောင်းတွေတည်ဆောက်ကြရမှာဖြစ်ပါတယ်လို့ဒေါက်တာဇော်ဝေစုကပြောပါတယ်။လက်ရှိမှာ NUG အစိုးရနဲ့တော်လှန်ရေးအင်အားစုတွေကထိန်းချုပ်စုမိုးထားတဲ့နေမျိုးတွေဟာမလေးရှားနိုင်ငံရဲ့အခြေတော်နေပါရှိနေပြီဖြစ်ကြောင်းဝန်ကြီးကပြောပါရီး အဆိုပါဒေသတွေမှာတရားစာတာတွေစိုက်ပျိုးမွေးမြူရေးတွေအသက်မွေးဝန်းကျောင်းတွေကုန်သွယ်စည်းပွဲရေးတွေတော်လှန်ရေးအင်အားစုတွေကလုတ်ကင်ဆောင်ရွက်နေကြောင်းတရားစာတာတွေအပေါ်မှာရရှိတဲ့ငွေကြေးတွေမှန်မှန်ကန်ကန်ရရှိရေးဆောင်ရွက်နေတယ်လို့ဝန်ကြီးကပြောဆိုပါတယ် ဆက်ပြုံးမွေးမြူရေကဝင်ငွေတွေဝင်ငွေကောင်းတွေရရှိရေးအိန္ဒိယတရုတ်ဘင်္ဂလားဒေ့ရှ်ထိုင်းနယ်စပ်ကုန်သွယ်ရေးကမှန်ကန်တဲ့ဝင်ငွေရရှိရေးအတွက်မြေပြင်မှာစီစဉ်ဆောင်ရွက်ကစက်မှတ်နေကြအခွန်ကောက်ခံမှုတွေကလည်းဝင်ငွေကောင်းမှုစွာရရှိရေးဆောင်ရွက်နေကြောင်းလည်းသိရပါတယ် ကဘာကအိနေနာချင်းတွေကကိုငီတီဖြစ်စေမကိုငီတီဖြစ်စေကျွန်တော်တို့အားနဲ့ဒီလွတ်မြောက်ဒေသတွေမှာ ထုတ်လုပ်မှုတွေတည်ဆောက်မှုတွေဖန်တီးတည်ထွင်ပြီးတော့ကျွန်တော်တို့အားနဲ့ကျွန်တော်တို့ဒေါ်လာရေးကိုအဆုံးသတ်နိုင်ဖို့ဆက်ပြီးတော့တိုက်ပွဲဝင်စားကြရမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်လို့ဝင်းကြီးကပြောပါတယ် လက်ရှိဒေါ်လာယင်းဟာပြည်သူလူထုရဲ့ယုံကြည်မှုနဲ့ပူးပေါင်းပါဝင်မှုဟာနံပါတ်1အရေးကြီးဆုံးဖြစ်ပြီးတော့ဒေါ်လာယင်းကာလအတွင်းမှာကောင်းမွန်တဲ့တရားဥပဒေစိုးမိုးရေးတည်ငြိမ်ရေးနဲ့စီမံခန့်ခွဲနိုင်ရေးကလည်းအရေးကြီးတယ်လို့ပြောပါရယ်တော်လိုင်းအင်အားစုတွေနဲ့တိုင်းရင်းသားတော်လိုင်းအသီးသီးတွေကြားမှာလက်ရှိအချိန်ဟာပေါင်းစည်းညီညွတ်ခြင်းနဲ့အတူတိုက်ပွဲဝင်ရမယ့်အချိန်လေးဖြစ်တယ်လို့ဆိုထားပါတယ်။ကျွန်တော်တို့ရဲ့စည်းလုံးညီညွတ်ရေးဟာတိတ်ကိုအရေးကြီးပါတယ်။ တောင်းလိုင်းအင်အားစုတွေအချင်းချင်းကြားမှာနားလည်မှုတွေအပြန်အလှန်လေးစားမှုတွေနဲ့စီးလုံးညီညွတ်ဖို့လိုပါတယ်။ဒီအချိန်မှာမှစီးလုံးညီညွတ်မှုရှိရင်ဘယ်တော့ရအောင်ယူကြမှာလဲလို့ကျွန်တော်အနေနဲ့မေးခွန်းထုတ်ချင်ပါတယ်။အားလုံးကိုလည်းတွန်းအားပေးချင်ပါတယ်တိုင်းရင်းသားတော်လိုင်းအသီးသီးနဲ့တော်လိုင်းအင်အားစုအသီးသီးဟာဒီအချိန်ဟာပေါင်းစည်းကြရမယ့်အချိန်ညင်ညွတ်ကြရမယ့်အချိန်အတူတူထိုက်ပွဲဝင်ရမယ့်အချိန်ဖြစ်ပါတယ်လို့ဝင်းကြီးဒေါက်တာဇော်ဝေဆိုကပြောပါရရှင် လောက်တရင်တဘောကတော့ချင်းမျိုးသားတက်အိုစီအန်အက်တာဝန်ရှိသူတွေနဲ့နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ် MP အဖွဲ့တို့တိုင်းနိုင်ငံ တနေရာမှာလူသားစာနာမှုအကူအညီကိစ္စအပါအဝင် အချက်၃ချက်ကိုအဓိကထားတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်ကထိုင်းနိုင်ငံတနေရာမှာနယူးဇီလန်လွှတ်တော်ကိုယ်စားလှယ် MPS 3ဦးနဲ့စီအမျိုးသားတက်ဦး CNF ရဲ့နိုင်ငံခြားဆက်ဆံရေးတာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ပါတယ် အဲ့ဒီတွေ့ဆုံမှုမှာစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲနဲ့ရလဒ်တွေကိုချင်းတော်လိုင်းအင်အားစုတွေစီကနေလက်ခံအတိမတ်ပြုံးမှာမဟုတ်တဲ့အပြင်နိုင်ငံတကာကလည်းလက်မခံဖို့တောင်းဆိုဆွေးနွေးတယ်လို့သိရပါတယ်ဒီဟာကမြန်မာနိုင်ငံရဲ့ပြည်ပခောက်ကိုပူပြီးတော့ရှုပ်ထွေးစေမယ်ဒီဟာကငင်းချမ်းစေမယ်အဖြေလည်းမဟုတ်ဘူးဒီရွေးကောက်ဝဲကိစ္စဟာလည်း မြန်မာအရေးဖြေရှင်ရင်အာဆီယံကသဘောတူထုတ်ပြန်ထားတဲ့ငါချက်မှလည်းမပါတဲ့ဟာဖြစ်ပါရင်တကယ်ဆိုရင်အဲ့ဒီငါချက်ကိုအရင်ဦးဆုံးအကောင့်ထဲပေါ်သင့်တယ်ဆိုတာဆွေးနွေးတယ်။ပြီးတော့ဒီရွေးကောက်ပွဲကထွက်လာတဲ့ရလဒ်ကိုကျွန်တော်တို့အတိအမှတ်ပြုတ်လက်ခံမှာမဟုတ်ဘူး။အဲ့ဒီအတိုင်းနိုင်ငံတကာကနေလည်းအတိအမှတ်ပြုတ်လက်မခံဖို့ဆွေးနွေးတာရှိတယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူ Slide Van ကပြောပါရယ်။တတိယအချက်ကတော့တိုင်းနယ်ပြည်နယ်တွေမှာ ပြည်နယ်ဖက်ဒရယ်ယူနစ်အာခေါင်ရေးမှပြည်ထောင်စုအာခေါင်ရေး Bottom of Federalism ချင်းကမှုနဲ့အကောင့်ထေဖော်နေတဲ့အုပ်ချုပ်ရေးယန္တရားတည်ဆောက်မှုမှာချင်းပြည်နယ်မှာအစိုးရယန္တရားအကောင့်ထေဖော်နေမှုကိုနယူးဇီလန်အစိုးရအနေနဲ့ပံ့ပိုးကူညီနိုင်မှုကိုလည်းဆွေးနွေးထားတယ်လို့ဆိုပါတယ်။တတိယအချက်ကတော့ချင်းပြည်နယ်အတွင်းနဲ့အိန္ဒိယမြန်မာနယ်စပ်စစ်ဘေးရှောင်နေရတဲ့ချင်းစစ်ဘေးရှောင်ပြည်သူတွေအရင်နဲ့လူသားစာနာထောက်ပံ့ကူညီနိုင်ရေးကိစ္စတွေကိုဆွေးနွေးထားတယ်လို့လည်းသိရပါတယ်။ ဒီဟာကြတော့အထူးသဖြင့်ကချင်းမကလူသားစာနာမှုအကူငယ်တွေကတခြားပြည်နယ်နဲ့တိုင်းနယ်ရှင်ရင်တော့ရတာနဲတယ် ကျွန်တော်တို့လူဦးရေထဝက်ကစပေးရှောင်နေရတယ်ကျွန်တော်တို့ရတဲ့ဟာကတော်တော်နေတယ်ဒါကိုနိုင်ငံတကာအတိုင်းအဝန်းကနေပြီးတော့ပို့ပြီးတော့ထိရောက်တဲ့လူသားစာနာမှုအကူအငြိတွေပံ့ပိုးနိုင်ဖို့ရဲ့နောက်တစ်ချက်ကနိုင်ငံတကာအတိုင်းအဝန်းအနေနဲ့လာမယ့်ရွေးကောက်ပွဲကိုအတိမတ်မပြုတ်ဖို့ကိုလည်းတိုက်တွန်းနေတာဖြစ်ပါတယ်ဒါကနိုင်ငံတကာကတာဝန်ရှိသူတွေနဲ့လစ်တွဲအကောင့်ထဲပေါ်နေတာဖြစ်ပါတယ်လို့ဆလိုင်းဗန်ကပြောပါတယ် နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာအမျိုးသားညီညွတ်ရေး NUCC ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကရင်အမျိုးသားစီယုံ KNU ကရင်ဒီအမျိုးသားတိုးတက်ရေးပါတီ KMPP ကြာကာလကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ KPICD ပအိုးအမျိုးသား Federal Council PNFC ချင်းအမျိုးသားတက်အို CNF တို့အပါအဝင်တော်လိုင်းအင်အားစုများအရက်ဖက်အဖွဲ့အစည်းများနဲ့တွေ့ဆုံဆွေးနွေးမှုပြုလုပ်နေပါရှင်။ ဆက်လက်တင်ဆက်ပေးသွားမှာကတော့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာချင်းဒုက္ခသည်များအရေးဆွေးနွေးတဲ့ချင်း consultation အစည်းအဝေးတရက်ကိုနှစ်ရက်ကြာချင်းမှပြုလုပ်ခဲ့ကြတယ်လို့ Alliance of Chin Refugee ACR ကထုတ်ပြန်ပါတယ်အော်တိုဘာလတရနေ့ကနေနှစ်ရက်နေအထိနှစ်ရက်ကြာကျင်းပပြုလုပ်တဲ့ချင်း consultation အစည်းအဝေးမှာလက်တလောဖြစ်ပေါ်နေတဲ့အထောက်ပံ့များရှော့ချခံနေရတဲ့ UNHCR ရဲ့အခြေအနေတွေနဲ့ချင်းဒုက္ခသည်များအရေး အဖြေရှာပြင်ဆင်မှုတွေကိုအဓိကထားဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်အဲ့ဒီအစီအဝေးမှာပီတင်ယိုဂေကနေဆရာဂျယ်ရမီဟွိပန်းစ်နဲ့အမေရိကန် USA ကနေဒေါက်တာရုံသင်းဟာတို့ ကိုတိုင်တက်ရောက်ခဲ့ကြတဲ့အပြင် USA နိုင်ငံက BAC ရဲ့ CEO ဆရာ Eliza Van နဲ့ BAG ကနေဆရာ Van Kyo နဲ့ကနဒါနိုင်ငံကနေဆရာ Plato Van Roomont တို့ဟာလည်း online ကနေတဆင့်ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ် ချင်းကွန်ဆာဒေးရှင်းအစည်းအဝေးကနေရရှိတဲ့ဒုက္ခသည်ရင်းနဲ့ပတ်သက်တဲ့သဘောတူညီချက်တွေကိုလည်း UNHCR ထံတွားရောက်တွေ့ဆုံပြီးဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့စက်တင်ဘာ၈ရက်နေ့ကလည်းအမေရိကန်အခြေဆိုင် BACI ရဲ့ CEO ဖြစ်သူ Mr. Elizor Van Nen နဲ့မလေးရှားရောက်ချင်းအဖွဲ့အစည်းအသင်းတော်ခေါင်းဆောင်တွေဟာ2026ခုနှစ်အတွင်းအမေရိကန်နိုင်ငံကနေဒုက္ခသည်များလက်ခံမဲ့အစီအစဉ်နဲ့ပတ်သက်လို့မူဝါဒတွေကိုရှင်းလင်းပြောကြားခြင်းတွေ့ဆုံပွဲကို ကျုပ်လုပ်ခဲ့ကြပြီးဖြစ်ပါတယ်။မလေးရှားနိုင်ငံမှာချင်းလူမျိုး8000ကျော်ရောက်ရှိနေပြီးတော့2000ကျော်ဟာဒုက္ခသည်ကကိုင်ဆောင်ထားတဲ့သူတွေဖြစ်ပါတယ်။လက်ရှိမှာလည်းမလေးရှားရောက်ချင်းလူမျိုးအပါအဝင်မြန်မာနိုင်ငံသားတွေဟာအထောက်ထားမဲ့နေထိုင်မှုနဲ့မလေးရှားရဲ့တပ်ဖွဲ့တွေရဲ့ရှာဖွေဖမ်းဆီးမှုတွေကိုမကြာခဏကြုံတွေ့နေကြရတာလည်းဖြစ်ပါရဲ့ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ချင်းမေနယ်ဒေရီမြို့အခြေဆိုင်ခလာရ269တပ်ရင်းကနေစစ်ကမရှင်တပ်သား2ဦးဟာ PDF ဆိုလန်တပ်ဖွဲ့ချအလင်းဝင်ရောက်လာခဲ့ကြတယ်လို့သိရပါတယ်။ခလာရ269တပ်ရင်းကနေအသက်39နှစ်အရွယ်တက်ကြက်ငင်းငီရှင်နဲ့အသက်22နှစ်အရွယ်တပ်သားခိုင်ချိုထိုးတို့2ဦးဟာလက်နက်ခဲယမ်းတွေနဲ့အတူအော်တိုဘားလ1ရက်နေ့ကအလင်းဝင်ရောက်လာခဲ့ကြခြင်းဖြစ်တယ်လို့ PDF ဆိုလန်ကထုတ်ပြန်ပါတယ်။ အဲ့ဒီအလင်းဝင်ရောက်လာတဲ့စစ်ကွန်မရှင်တပ်သား2ဦးကို PDF ဆိုလဲအနေနဲ့စုချင်းငွေချင်းမြင့်ခဲ့ကြတယ်လို့သိရပါတယ်။ဆက်လက်ပြီးတပ်ကုန်းမှကြန့်ရှိနေသေးတဲ့တပ်ရင်းမှုကအစတပ်သားတွေအားလုံးကိုလည်းအချိန်မီအလင်းဝင်လာကြဖို့နောက်ဆုံးဖိတ်ခေါ်ကြောင်း PDF ဆိုလဲကထုတ်ပြန်ချက်မှာဖော်ပြထားပါရှင်။ ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံထုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်